ောက်ထပ်မေးလို့ရမေးခွန်းကတော့ဒီပြည်တော်တို့ရဲ့တန်တရားဟာဗမာစပြီးတော့ဗမာဆုံးနိုင်မှာလဲရှင်ဗျာတခြားဘာသာတွေကတော့ဖန်ဆင်းရှင်မှာစပြီးတော့သူတို့ရဲ့ဖန်ဆင်းရှင်ဖျားမှာပဲဆုံးနိုင်လို့ဆိုပါတယ်အကယ်၍ဒီပြည်တော်တို့ဘာသာမှာတန်တရားဟာအစမရှိအဆုံးမရှိဆိုလို့ရှင်ဗုဒ္ဓဘာသာကို infinity ဝါဒလို့သတ်မှတ်လို့ရှင်ရောရနိုင်မှာလားရှင်ဗျာတန်တရားဟာဘယ်မှာစပြီးဘယ်မှာဆုံးတယ်လဲအဆုံးကတော့ရှိတယ်မှန်ပါဗျာ တရားဓမ္မကျင့်ပြီးတော့နိဗ္ဗာန်ရသွားရင်ဒါတန်တရာအဆုံးလို့ပြောတယ်မှန်ပါဗျာအစကဘယ်မှာစတာလဲလို့ဆိုအလုံးကိုရှည်ကြတဲ့ဟာကိုအစရှာမယ်ဆိုလို့ရှိရင်တော့ကဘာဘောင်းမြောင်များဆိုတာလက်ရှာနေလို့အစမရှိဘူးလို့မြတ်စွာဘုရားမဟောဘူးမှန်ပါဗျာအစကိုမသိနိုင်ဘူးလို့ဟောတယ်မှန်ပါဗျာမရှိဘူးနဲ့မသိနိုင်ဘူးကကွဲပြားတယ်မဟုတ်လားကွဲပြားပါတယ်တင်ပါဗျာမြတ်စွာဘုရားဟောတာကတန်တရာအစမရှိဘူးလို့ဟောတာမဟုတ်မှန်ပါဗျာ အနမတက်ကောယံဘိက္ခွေတန်တာရောဒီတန်တရာကြီးဟာဘယ်တော့ဆက်ရတယ်ဆိုတော့အစကို မသိနိုင်ဘူးလို့ပြောတာနောက်ကြောင်းပြန်ကြည့်တော့လဲအစကိုမသိနိုင်ဘူးဥပမာမဲ့ဆိုတော့မျိုးစိတ်လေးတစ်ခုရဲ့အစကိုရှာကြည့်အောင်တရက်စိတ်လေးတစ်ခုဒီတရက်စိတ်ဘယ်အရာလဲတရက်ပင်ကရတယ်တရက်ပင်ဘယ်အရာလဲတရက်စိတ်ကရတယ်အဲတရက်ပင်နဲ့တရက်စိတ်ကိုအစရှာကြည့်မယ်ဆိုရင် ရှာဖို့တွေးနိုင်မှာမလားတွေးနိုင်ပါဘူးကျက်မနဲ့ကျက်ဥကျက်ဥကဘယ်အရာကျက်မအရာကျက်မကြတော့ဘယ်အရာကျက်ဥကအရာအဲကျက်မကျက်ဥလည်းပဲရှာလို့ရမှာမဟုတ်ဘူးမှန်ပါဗျာဘာကြောင့်လို့ဆိုရင်အလောင်းကိုရှေလျားနေတဲ့အရာကြီးတစ်ခုကိုအစာကိုသွားပြီးတော့ရှာလို့မရနိုင်တဲ့အတွက်ကြောင့်မသိနိုင်သောအစာရှိတယ်အစာကိုမသိနိုင်ဘူးဘာကြောင့်မသိနိုင်တာတော့ဆိုသိရှေဝေးနေတယ်မင်းလိုက်လည်းပဲတွေးမှာမဟုတ်ဘူး ်မတွေးနိုင်တော့ရှိဝေးတယ်မှန်ပါဗျာမတွေးနိုင်တာကိုလိုက်ရှာနေရင်မင်းဘဝမှာကောင်းရာတွေလုပ်ဖို့ရအခွင့်အရေးရှိတော့မှာမဟုတ်တော့ဘူးမှန်ပါဗျာဆိုတဲ့အနေနဲ့မြတ်စွာဘုရားတန်တရာအစကိုမသိနိုင်ဘူးလို့ပဲဟောတယ်မရှိဘူးလို့ဟောတော့မဟုတ်ဘူးဒါကအမှန်တခုနော်မှန်ပါဗျာခြားပါတာယူဆများကဖះမှာစပြီးဖះမှာဆုံးတယ်ဆိုတာလေဒါတော့မပြောရဘူးသူတို့ပြောတဲ့ဟာကိုပြောရမယ်ဆိုရင် creator လို့ခေါ်တယ်ဖန်ဆင်းရှင်ကစတယ် မှန်ပါဗျာသူတို့မှလည်းဖန်ဆင်းရှင်ဝါဒကိုလူတိုင်းလက်ခံတာမဟုတ်ဘူးမှန်ပါဗျာအိန္ဒိယဖီလိုဆိုဖီကိုဖတ်ကြည့်လို့ရှိရင်ဒီစံခယဖီလိုဆိုဖီဆိုတာရှိတယ်စံခယဖီလိုဆိုဖီမှာ ပကတိသူတို့တန်တဲ့ဆိုရင်ပရာကရုတိလို့ခေါ်တယ်မှန်ပါဗျာအဲပရာကရုတိဆိုတဲ့အရာကနေဆာထာဝရဘယ်တော့မှမပျက်စီးတဲ့အရာတစ်ခုမှန်ပါဗျာအဲ့ဒါကိုပုရုရှာဆိုတဲ့အရာတစ်ခုနဲ့ပေါင်းလိုက်တဲ့အခါအသက်ဝင်လာပြီးတော့လှုပ်ရှားတယ်လို့သူတို့သုံးတယ် မှန်ပါဗျာဆံခရဖြစ်လို့ဆိုပြီးရမှန်ပါဗျာဘာသာတရားဘာသာအယူဆလို့ဆိုတဲ့အထက်မှာတအားများတယ်အယူဘာသာအယူဆတွေဟာတမပါဗျာအခုခေတ်ပြောနေတဲ့ခရစ်ယာန်တို့အစ္စလာမ်တို့တွေမဟုတ်ဘူးအများကြီးပဲရှိတယ်နော်အများကြီးရှိတော့ဖျားမှစပြီးဖျားမှဆုံးတယ်လို့ပြောတဲ့လူတွေက creator ကိုလက်ခံတဲ့လူတွေ God ကိုလက်ခံတဲ့လူတွေအတွက်သာဖြစ်တယ်မှန်ပါဗျာမှန်ပါ God ကိုလက်ခံတဲ့လူတွေအများကြီးရှိတယ်မှန်ပါဗျာနော်အဲကြောင့်မို့ဖျားမှစပြီးဖျားမှဆုံးတယ်ဆိုတာ ဘယ်ဝါဒတုံးလို့ပြောရမလဲဆိုလို့ရှိရင် Hindu Isin Hindu Isin ဆို Hindu ဝါဒကိုကြည့်မယ်ဆိုရင်သူတို့ကိုမြမာဆိုတဲ့ခေါကနေပြီးတော့ဖန်ဆင်းလိုက်တယ်မှန်ပါဗျာဖန်ဆင်းလိုက်ပြီးတော့နောက်ဆုံးမှဒီမြမာကြီးနဲ့ပြန်ပေါင်းလိုက်လို့ရှိရင်တန်တရာဝကလွတ်တယ်ခေါ်တယ်မှန်ပါဗျာအဲ့ဒါမျိုးကြတော့ဖះမှာစားပြီးဖះမှာဆုံးတယ်လို့ပြောလို့ရတယ်မှန်ပါဗျာနော်မှန်ပါဗျာဒါက Hindu ဝါဒ ဘမ္မာဆိုတာလဲနောက်ပိုင်းကျတော့သူတို့ကတတ္တဝါမဟုတ်တော့ဘူးတကုရှင်မဟုတ်တော့ဘူးတဘာဝတရားတစ်ခုဖြစ်တယ်ဘမ္မာပြန်တဘာဝတကနောက်ဆုံးမှာဖီလိုဆိုဖီနဲ့လိုက်ရှာလိုက်တဲ့အခါတဘာဝတရားတစ်ခုကိုသားလဲအဟမသမိဘမ္မာဆိုပြီးသူတို့ကသူကိုယ်တိုင်ဘမ္မာဖြစ်တယ်အဲ့ဘမ္မာလိုက်ပြီးတော့အကောင့်ထဲရှာလိုက်ပြန်တော့မရှိတော့ဘူးနောက်ပိုင်းကျတော့ဘမ္မာပြန်အဲ့လိုတစ်ယောက်ဖြစ်တယ်ဘမ္မာပြန်ဟိန္ဒူမှာဘမ္မာဆိုတာက creator ဘမ္မာပြန်ဘိရှနုက protector မှန်ပါဗျာရှိပန်းဆိုတာက disdryer ဖြည့်ဆည်းသူမှန်ပါဗျာအဲ့တော့တိဆောက်သူကတယောက်ထိမ့်သိမ့်သူကတယောက်ဖြည့်ဆည်းသူကတယောက်ဖျားသုံးစုသူတို့မှာမှန်ပါဗျာအဲ့တော့သူတို့မှာဒီရဲတယ်ဆိုတာလည်းမရှိဘူးပေါ့နော်မှန်ပါဗျာအဲ့တော့သူတို့ရဲ့မောက်ရှာလို့ခေါ်တဲ့လွတ်မြောက်မှုဘဝရဲ့လွတ်မြောက်မှုဆိုတာဖျားသခင်ကဖန်ဆင်းလိုက်တဲ့အခါမကောင်းတဲ့ကံတွေကောင်းတဲ့ကံတွေလှုပ်ပြီးတော့ ကံကြမ္မာရဲ့အနှောင့်အဖွဲ့ထဲမှာတန်တရာထဲမှာတည်တယ်။တည်တာကိုဘုရားသခင်ကဖန်ဆင်းတယ်ဆိုတော့အတိညာရရင်ဝိဇ္ဇာ။မှန်ပါဗျာ။အတိညာဝိဇ္ဇာလို့ခေါ်တယ်။အဲ့ဒီဝိဇ္ဇာရပြီးတော့ဘုရားသခင်ဖန်ဆင်းသူနဲ့ပြန်ပေါင်းထုတ်ခြင်းဟာသူတို့အတွက်နိဗ္ဗာန်ပဲ။မှန်ပါဗျာ။ဒါအဲ့ဒီဟိန္ဒူဝါဒအကြောင်းပြောပြတာနော်။ဘုရားဘာသာကအစမရှိအဆုံးမရှိ infinity အယူဝါဒလို့သတ်မှတ်ရင်ဖြစ်နိုင်ပါသလားဆိုတာဒါမဟုတ်။မှန်ပါဗျာ။ ဲ့လိုတတ်မှတ်လို့မရဘူးမှန်ပါဗျာအစားမရှိဘူးလို့ပြောဘူးအဆုံးကလည်းမရှိဘူးလို့ပြောတာမဟုတ်ဘူးမှန်ပါဗျာမြတ်စွာဘုရားရဲ့အဆုံးဝါဒကဘာလို့ဆိုအကြောင်းရှိရင်အကျိုးဖြစ်နေမယ်အကြောင်းကုန်ရင်အကျိုးရသွားမယ်ဒါပဲမှန်ပါဗျာဖရာဟောတာနော်ဣမတမိန်တတိဣရန်ဟောတိဒါရှိနေရင်ဒါရှိနေမှာပဲဖြစ်တယ်ဒီအကြောင်းတရားတွေရှိနေရင်အကျိုးတရားတွေရှိနေမှာပဲဣမတဥပါဒာဒီအကြောင်းတရားတွေဖြစ်ပေါ်လာခြင်းကြောင့် ဣဒံဥပိ္ပစတိဒီအကျိုးတရားတွေအဖြစ်နေမှာပဲဟုတ်ပါဘူးဣမတ်သမေအတတိဣဒံနာဟောတိဒီအကြောင်းတရားမရှိတော့ဘူးဆိုရင်ဒီအကျိုးတရားလည်းမရှိနိုင်ဘူးဣမတ်တနိရောဓာဣဒံနိရောစတိဒီအကြောင်းတရားချုပ်သွားလို့ရှိရင်ဒီအကျိုးတရားတွေလည်းချုပ်သွားမယ်ဆိုပါစို့ဥပမာတစ်ခုပြောမယ်ဆိုရင်အခုအလင်းလေးရနေတယ်အမှန်ပြအလင်းရနေတာဒီထဲမှာအမောင်းထဲမှာအလင်းရနေတာလျှက်စစ်မိရှိနေလို့ရ ်ဒီအလင်းလေးကိုလျှက်စမီးကလှုပ်ပေးထားတာမှန်ပါဗျာဖန်တီးထားတာအလျှက်စမီးပြက်သွားတာနဲ့ဒီအလင်းကပြက်သွားမှာမှန်ပါဗျာအလျှက်စမီးရှိနေတဲ့ဗျာအလင်းရှိနေမှာလျှက်စမီးဟာအကြောင်းမှန်ပါအဲ့ဒါကိုပြောတော့မြတ်စွာဘုရားကဟောတာတော့အကြောင်းရှိနေအကျိုးရှိအကြောင်းမရှိတော့ဘူးဆိုရင်အကျိုးမရှိဘူးဆိုတော့မှန်ပါ infinity ဝါရမဟုတ်ဘူးကြာမှန်ပါဗျာမှန်ပါအစာမရှိဆုံးရှိဒါမှားနေတယ်ပေါ့သူတို့ယူဆရင်မှားတယ်เนาะနောက်ထပ်မိကွန်းတစ်ခုကတော့ လေးသိန်းရှိနေကဘာသသိန်းဆိုတာလူတွေကပြောတာပြောနေကြပြီမဲ့ဘာမှမသိဘူးဖြစ်နေပါရှင်ဗျာလေးသိန်းရှိနေကဘာသသိန်းရဲ့အထိပ္ပာယ်အထိပ္ပာယ်ကိုအရှင်ဗျာရှင်းပြပြီးတော့မူပါဘုံဘုံတရားဟောတဲ့အထဲမှာအများကြီးရှင်းပြပါတယ်မှန်ပါဗျာလေးသိန်းချေလို့လေးအသိန်းချေဆိုတာကဘာနဲ့တွက်ပြီးတော့ပြောတဲ့စကားတစ်ခုပဲမှန်ပါဗျာအသိန်းချေရဆိုတာမရေမတွက်နိုင်အောင်ကြာညောင်းပြီးတော့မှတ်တမ်းမရှိတော့အောင်ကြာညောင်းတဲ့ အတိုင်းအတာတစ်ခုအတင်ခြေလို့ခေါ်တာ။ဘာကြောင့်လေးလို့ပြောရတယ်လဲဆိုလို့ရှိရင်ဂေါရမမြတ်စွာဘုရားအလောင်းဟာဒီပင်ကရာမြတ်စွာဘုရားရဲ့တက်ထက်မှာဗျာဒိတ်ခံခဲ့တယ်နော်။မှန်ပါဗျာမှန်ပါတယ်ဗျာ။ဒီပင်ကရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားဆက်ပြတ်သွားပြီးကဘာပေါင်းဘလောက်ကြာတယ်ဆိုတာဟိုအရေးအတွက်သတ်မှတ်ချက်ကိုမရှိလောက်အောင်ကြာခဲ့တယ်။ဘုရားမဟုတ်ဘူး။ဒီပင်ကရာမြတ်စွာဘုရားနဲ့နောက်ပိုင်းမှာ နောက်ပွင့်လာတဲ့ဖရာကကွန်တိညာဖရာလို့ခေါ်တယ်။အဲဒီဒီပင်္ဂလာမြတ်စွာဘုရားနဲ့ကွန်တိညာဖရာကြားမှာအရေးအတွက်မရှိတော့အောင်ကြာသည့်အတွက်ကြောင့်အဲ့ဒါကိုတစ်အသင်ချေလို့ယူဆ။နောက်တစ်ခါကွန်တိညာဖရာပွင့်ပြီးတဲ့နောက်မှာလည်းပဲအခုလိုအခါမျိုးကြုံရတယ်။ဖရာမပွင့်မယ်နဲ့လေ။မှန်ပါဗျာ။မင်္ဂလာဖရာပွင့်တဲ့နောက်အဲ့ဒီဖရာနှစ်စုကြားမှာလည်းပဲအရေးအတွက်ကိမဲ့လောက်အောင်ကြာကြောင်းလို့တစ်အသင်ချေ။ဖရာ24စုထဲမှာဒီ ဖရာရဲ့အကြမ်းမှာ၄ခါကြုံခဲ့တယ်အဲ့ဒါလို့မရမတွက်နိုင်တော့အောင်အဲ့ဒါ၄ခါကြုံခဲ့သည့်အတွက်ကြောင့်၄အသင်ချေလို့ခေါ်တာတင်ပါဗျာနောက်ဆုံးပွင့်တော်မူတဲ့ဘုရမုဒ္ဒရာမြတ်စွာဘုရားအဲ့ဒီဟိုရင်းပေါ့ဘုရမုဒ္ဒရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကျတော့ကဘာတသိန်းတင်ပါဗျာအဲ့နောက်မှာဘုရားကိုးစုလားဘယ်လောက်လားပွင့်နေတယ်တင်ပါဗျာဂေါရဝဘုရားဗျာဒိဋ္ဌာန်24စုရှိတယ် ဘဒုမုဒ္ဒရာမြတ်စွာဘုရားဒီကဘာကနေပြန်တွက်လိုက်ရင်ကဘာတသိန်းမြောက်မှာပွင့်တယ်။တမန်ပါဗျာ။အဲ့ဒီဘုရားရဲ့နောက်မှာတော့ရေတွက်လို့ရတဲ့ကဘာကတသိန်း၊ရှေတွက်လို့မရတာက၄ခါကျုံနေလို့ဒီအသေးပဲမျိုးပြောတာ။အဲ့ဒါဆိုလို့ရှိရင်အသင်ချေဆိုတာတချို့လူတွေပြောသလိုတဲ့နောက်မှာ၃ညာလုံး၁၂၀လောက်ပါဆိုတော့မဟုတ်ဘူး။အဲ့ဒါကခဏန်းအသင်ချေ။တမန်ပါဗျာ။ခဏန်းအသင်ချေ။ဒီဟာတော့ countless ပေါ့။တမန်ပါဗျာ။ခဏနာတော့အသင်ခိယခဏနဲ့ရေတွက်လို့မရတဲ့အသင်ချေတာ မှန်ပါဗျာမှန်ပါတင်းအောင်တင်းချေဆိုတာ340ဆိုတာအဲ့ဒါဒါဟိုတည်းတင်ချေပေါ့နော်တင်ပါဗျာဘုံဂိမ်းနဲ့တင်ချေပေါ့တင်ပါဗျာအဲ့ဒါဆိုလို့ရှိရင်ဖျားဖြစ်ဖို့အတွက်၄တင်ချင်းနဲ့ကဘာသိန်းကျင့်ရတယ်ဆိုတာဟုတ်ပါလားဗျာဟုတ်တယ်ဒါဖျားတဆူဖြစ်ဖို့ရမတမခင်းနေဘာလို့လို့ဆိုရင်နိုင်ရှင်ကောင်းမနိုင်ရှင်ကောင်းစဉ်းစားချေပေါ့မှန်ပါဆရာဝန်တယောက်ဖြစ်ဖို့ပညာပဲနဲ့နေတင်ရတာအနည်းဆုံးတော့9နှစ်လောက်တော့တင်ရအဲ့ဒါလို့ပေါ့ ဖျားဖြစ်ဖို့ဆိုတာတော့ကနေ့လုံးနဲ့ဖျားရမယ်ဆိုဖြစ်နေမှန်ပါဗျာအလုံးဟာဒီတည်ခြင်းမှုတွေတင်ကြမှုတွေဖျားဆိုတဲ့ပုဂ္ဂိုလ်လို့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကနေ့ချင်းနဲ့ဖျားကဖြစ်သွားတယ်ဆိုရင်ဒါမပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်နေမှန်ပါဗျာမှန်ပါဗုဒ္ဓရဲ့အဆိုအရဒီကဘာမှာဖျားငါးစုပွင့်မယ်လို့မှတ်သားဥပါတယ်ဒါပေမဲ့သိပ္ပံယနေ့မှတ်တမ်းများရဒီကဘာရဲ့တက်တန်းကတော့နှစ်ပေါင်း4.5ဘီလီယံတက်တန်းရှိပြီလို့သိရပါတယ်ဒါဆိုရင်ပွင့်တော်မူခဲ့တဲ့ဖျားလေးစုဟာ ပြီးခဲ့တဲ့နှစ်ပေါင်း4.5ဘီလီယံအတွင်းမှာပွင့်ထွန်းခဲ့တာဖြစ်ပါသလားရှင်ပြာနောက်တစ်ခုကကြတော့နောင်ပွင့်မဲ့မြတ်စွာဘုရားကရောဘယ်တော့လောက်မှပွင့်နိုင်မှာပါလဲလက်ရှိဘုရားအလောင်းတော်ကရောဘယ်ပုံမှာရှိနေနိုင်ပါလဲရှင်ပြာခုခေတ်လူတွေသိပ္ပံစကားတွေပြောတဲ့အတိုင်းအတာတစ်ခုကအလွန်နှဲပါတယ်မှန်ပါဗျာနော်ဒီကဘာကြီးကိုသူတို့ကဟို4.5ဘီလီယံလို့ပြောတာဟာ သူတို့ခံမှန်းပြီးပြောတဲ့စကားများတာဖြစ်တယ်မှန်ပါဗျာ4.5 billion နဲ့ရှေ့ကြတာကိုသူတို့မသိနိုင်ဘူးမှန်ပါဗျာခံမှန်းပြောကြရမယ်ဆိုရင်ဒီကဘာမှာဖျားငါးစုပွင့်နေဆိုဟုတ်တယ်ဒါကြောင့်ဘတ်တာကဘာလို့ခေါ်တယ်မှန်ပါဗျာဘာကြောင့်ဖျားငါးစုပွင့်နေလို့ချုပ်တင်ပြီးတော့သိနိုင်တယ်လဲလို့ဆိုလို့ရှိရင်ကဘာဥကာလကဘာကြီးပျက်စီးသွားပြီးတဲ့နောက်မှာကဘာကြီးကပြန်ပြီးတော့ရှေပြင်းကြီးကပြန်ဆတယ်မှန်ပါဗျာအာဂတာထဲမှာရှေပေါက်ကြီးတစ်ခု မိုးရရတဲ့အခါမှာရေပေါက်ကြီးတစ်ခုတည်းဖြစ်လာတယ်။အဲ့မှာအပေါ်ကျော်ကတဖြည်းဖြည်းတင်းလာတဲ့အခါကျတော့ဒီကွာမြေကြီးဖြစ်လာတယ်ပေါ့။မှန်ပါဗျာ။အပူအေးရာသီဥတုကြောင့်ပြောင်းလဲမှုတွေပေါ့နော်။မှန်ပါဗျာ။ပြောင်းလဲမှုတွေအဲ့လိုပြောင်းလဲမှုတွေအရေပြင်းကြီးရှိနေတဲ့အချိန်မှာရေရှိရင်ကြာပေါက်တဲ့ဆိုတဲ့အတိုင်းပဲကြာဘူးကြီးငါးဘူးပေါ်လာတယ်။မှန်ပါဗျာ။အထိမ့်မှန်အနေနဲ့ပေါ်လာတယ်။အဲ့ဒီငါးဘူးတဲမှာ ပရိက္ခရာ၈ပါးပါတယ်လို့ဆိုတယ်ဒါဘုရားဘာသာကျမ်းစာအရเนาะအဲ့ဒီပရိက္ခရာတွေကိုမြမကြီးတွေပဲအဲ့ဒီအချိန်မှာရှိသေးတယ်လူသားတွေမပေါ်သေးဘူးမှန်ပါဗျအဲ့မြမကြီးတွေကယူပြီးတော့သူတို့တိမ့်ထားတယ်မှန်ပါဗျအဲ့လိုတိမ့်ထားပြီးတော့ဒီကဘာကြီးဟာဒီပျက်စီးသွားတဲ့အချိန်ကလည်းပဲအချိန်မောင်းမလောက်ကြရဲဆိုတော့ဘယ်သူမှရေတွက်လို့မရဘူးမှန်ပါဗျပြန်တီဆောက်နေတဲ့အချိန်ကတီဆောက်ပြီးသည့်အချိန်အောင်ဘယ်လောက်ကြရဲဆိုတာမရှိဘူး အဲ့ဒါတွေကိုကပ္ပဣယံလို့ခေါ်တယ်ပျက်စီးနေတဲ့အချိန်ပိုင်းကိုတံဝဋ္ဌကပ္ပပျက်စီးပြီးသွားတဲ့အချိန်ကိုတံဝဋ္ဌထာယီဒီလိုခေါ်တယ်ပြန်တည်ဆောက်နေတဲ့အချိန်ကိုဝိဝတ္တပြန်တည်ဆောက်လို့ဟိုပြည့်စည်သည့်ထီအောင်ဝိဝတ္တထာယီလို့ဒီလိုအတိုင်းတာကြီးအလွန်ကြီးမားတဲ့နှစ်ပေါင်းများစွာကြာတဲ့အတိုင်းတာကြီးတစ်ခုဖြစ်တယ်မှန်ပါဗျာအဲ့ဒီအတိုင်းတာကြီးတွေကိုကျွလွန်ပြီးတဲ့အခါမှာဒီကဘာဆာဖြစ်လာတာမှန်ပါဗျာဖြစ်လာသည့်အတွက်ကြောင့် နှစ်တန်ပေါင်းများစွာ ရေတွက်လို့မရတော့အောင်လူကနန်းနဲ့လက်လမ်းမမိတော့အောင်ကြာပြီးတော့မှဒီကဘာပေါ်မှာလူရည်ရဲ့တက်တန်းဟာကဘာဥက္ကလမှာလူရည်ရဲ့တက်တန်းဟာအသက်အသင်ခြေလောက်ထိအောင်ရှည်ခဲ့တယ်။မှန်ပါဗျာ။ countless ပေါ့ရှည်တွက်လို့မရတော့အောင် ကိုယ့်ရဲ့ဒိဋ္ဌောဘာကိုမသိနိုင်တော့ရှည်လျရတယ်လို့ပြော။အဲ့ဒီကနေပြီးတဖြည်းဖြည်းလူရည်ရဲ့စိတ်နေသဘောထားတွေကြောင့်တက်တန်းတွေကပြန်ဆုတ်လာတယ် ပြန်ဆုတ်လာတဲ့အခါမှာ၄ဆောင်တန်းလောက်ထိအသက်တိုးလာပြီဆိုတော့ဒီဆုတ်တယ်ဆိုတာမနေ့ကတနေ့ကလို့မဟုတ်ဘူးနှစ်ပေါင်းများစွာအကြာကြီးမှန်ပါဗျာဆုတ်လာပြီးတော့မှနှစ်၄ဆောင်တန်းမှာလူတွေရဲ့တတန်၄ဆောင်တန်းမှာကကုတ္တနာမြတ်စွာဘုရားပွင့်တယ်မှန်ပါဗျာအဲ၄ဆောင်ကနေတဖြည်းဖြည်းဘုရားပွင့်ပြီးတဲ့နောက်ရောကြသွားပြီးဂဏိခိလို့ပေါ့လူတွေဟာအသက်တိုးလာတယ်ထိတဲ့တိုးတဲ့အခိမျိုးရောက်အောင်မယ်လို့ဆိုတယ်မှန်ပါဗျာဘာကြောင့်လို့ဆိုရင်လူတွေရဲ့ ရှင်နေနှလုံးနဲ့သုဒ္ဓမှုတွေများလာမှန်ပါဗျာကြားလာတော့လူတွေအတီးတဲ့သိချေပြစေချအောင်ပါမှန်ပါဗျာလူရဲ့တတန်းဟာအလုံးကိုတုံတောင်းတဲ့ခင်မျိုးရောက်လာပြီးတဲ့အခါလူတွေပြန်ပြီးတော့ဟိုလူတွေရဲ့စိတ်တွေကစိတ်ပြောင်းကုန်တယ်လူတွေအများကြီးသိချေပြစီသွားတဲ့အခါမှာကျင်နာစိတ်ကလေးတွေပေါ်လာတယ်မှန်ပါဗျာအဲ့ဒီအကျင်နာတနာတဲ့စိတ်ကလေးတွေမေတ္တာစိတ်လေးတွေကြောင့်လူတွေရဲ့အသက်ဟာပြန်ရှည်သွားမှန်ပါဗျာရှည်ပြီးတဲ့အခါခေါနာ မရေမတွက်နိုင်လောက်အောင်ကြာညောင်းတဲ့တက်တန်းကိုရပြီးတခါပြန်ပြီးတော့လူတွေရဲ့တက်တန်းပြန်ရော့ကြလာအဲ့ဒီပြန်ရော့ကြလာတဲ့ဖရာတဆူနဲ့တဆူချားမှဆိုရင်မြေကြီးကတိယုဇနာကြော်ကြော်လောက်မြင့်တက်သွားတယ်မှန်ပါဗျာတိယုဇနာကြော်ကြော်မြင့်တက်တယ်ဆိုကြတဲ့ကသူကဒီနှစ်နဲ့ပြောတာမဟုတ်တော့မှန်ပါဗျာမြေကြီးကမြင့်တက်တယ်ဆိုတာခဏိခေတ်မှလည်းပဲရှေးဟောင်းပစ္စည်းကဒူးဖော်ယူရတာမှန်ပါဗျာမှန်ပါဗျာမှန်ပါအဲ့မြေကြီးမြင့်တက်သွားတဲ့အခါနောက်မှာ နောက်ဖရာတဆုပွင့်တယ်ဖရာတဆုတဆုချာဟာတော့ကိုချာမှန်ပါအဲ့တော့4.5 billion လို့ပြောလို့ပဲရမှာတကဘာလုံးမှန်ပါဖရာတဆုနဲ့တဆုချာကိုပဲနေဝကြီးချာတာပေါ့မှန်ပါဗျာမှန်ပါထီကဘာမြေကြီးကမပြည့်စည်သေးဘူးအဲ့ဒါလို့ပြန်ဆုတ်လာပြီးတဲ့နောက်မှာအနှစ်3သန်းတော့ရတဲ့အခါမှာကောဏကမ္မနာဖရာပွင့်တယ်အဲ့ဒီဟာလေတခါပြန်ပြီးတော့လူတွေရဲ့အကျဉ်းစာလိုက်တာစိတ်နေသဘောထားတွေပြက်ပြားလာတဲ့အခါနောက်ဆုံးမှာ အသက်တန်းနေတို့ပြီးသေးကြီးပြည့်စည်တဲ့အစဉ်ရောက်သွားပြီတခါပြန်တက်သွားမယ်တက်မှာဖြစ်အဲ့လိုတက်လိုက်ဆုတ်လိုက်သက်တန်းဟာဘလောက်ကြလဲဆိုရင်အကြာကြီးပဲပြောရမှာမှန်ပါဗျာအဲ့ဒီကတ်တစ်ခုတင်မယ်4.5ဝီလီယံကကြမှာကောင်းမှာမှန်ပါဗျာအဲ့ဒါလိုလက်လက်မမိပါဘူးဒီဟာတော့နော်အဲ့လိုတက်ကတ်ဆုတ်ကတ်ဖြစ်လာတာအခုလဲဂေါရမဘုရားပွင့်တာဟိုလူတွေရဲ့တရားရမ်းမှာပွင့်တာအခုတရားရမ်းနေရတဲ့ပုဂ္ဂိုလ်ကဗုဒ္ဓမရှာသွားကြပါဗျာ အရှင်ဘုရင်လူတွေရဲ့တက်တန်းကရောကြလာပြီ။နာယေးကြောင့်ညကြည့်လိုက်လို့ဆိုရင်60 90 50အလောက်မှအသေးများလာတဲ့နောက်ပဲ။ဥယျာဉ်နဲ့ပြောမယ်ဆိုရင်နော်။မှန်ပါဗျာ။လူတွေကသာပြောတာတော့ expectancy မှာတက်တန်းဘလောက်ရှိတယ်သူကတော့တက်တန်းတိုးလာတယ်လို့သာပြောတာ။အမေရိကန်လူတွေလည်းသိနာယေးကြည့်လိုက်80 90ပဲဒါပဲ။မှန်ပါဗျာ။ပမာပြည်မှာလည်း80 90ပဲ။မှန်ပါဗျာ။ဒီကောင်မှအရေးတဲ့အပြင်ပိုးရှိတယ်လို့ပေါ်ခြင်းပေါ်မှာပေါ့နော်။တေတာတော့ဒီသေးနေပြီပဲ။မှန်ပါဗျာမှန်ပါဗျာ။ ဲ့တော့တက်တန်းတပြေပြေနောက်စနစ်တန်းဆိုတာထိအောင်ရောက်သွားပြီးတော့လူတွေဟာလူကမျိုးတုံးတော့အောင်ကိုတေချာကြ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 မှာပေါ့တင်ပါဗျအဲ့ဒီကမှပြန်တက်လာမယ်ပြန်တက်လာပြီးတော့အသက်အသက်တန်းဟာအလုံးကိုကြာရှည်ပြီးတော့ခုနကညီကြီးကဘာညီကြီးဟာအထက်ကိုတယူဇနာတယူဇနာဆိုတာ၈မိုင်လို့လည်းပြောတယ်၁၂မိုင်လို့လည်းပြောတယ်ဒါကတော့အယူဆနဲ့နဲ့ကွဲတယ်နော်မှန်ပါ အိန္ဒိယမှာဆိုတဲ့ယူဇနာအတွက်နဲ့ပြန်ပြီးတော့အခုကီလိုမီတာနဲ့ပြန်တွဲရင်တော့အတိအကျရအောင်ရလိမ့်မယ်။မှန်ပါဗျာ။တက်ပြီးတော့ပြန်ဆုတ်လာတဲ့အခါမှာလူတွေရဲ့အသက်၈000တန်းလောက်မှာနောက်ဖျားပွင့်မှာ။ဒီမှာဗျာ။ဒါအစားတွေမှာအလိုပဲဆိုတယ်။မှန်ပါဗျာ။နော်နောက်ဖျားပွင့်မှာ။အဲ့လိုတက်ကကြောက်ကခြားတွေကအကြာကြီးပဲ။မှန်ပါဗျာ။တို့တော့ကအဲ့နောက်ဖျားပွင့်ပြီးတဲ့အခါအခုလို့ဆုတ်ပြီးတော့မှဒီကဘာကြီးက မီးလောင်ပျက်စီးတာလည်းဖြစ်မယ်ရေမျောပျက်စီးတာလည်းဖြစ်မယ်အဲ့လိုတစ်ခုတော့ပျက်စီးသွားမှာလေထဲမှာပျက်စီးသွားတာလည်းဖြစ်နိုင်တယ်ပြက်ထားတော့ပျက်စီးသွားမှာပေါ့နော်နောက်ဖရားကဘယ်တော့လောက်ပွင့်မှလဲလို့ဆိုတဲ့အခါမှာအခုလူတွေအလုံးဟာစနစ်တန်းရောက်သွားပြီသိမယ်တမဖရားအလုံးလူသားမျိုးနဲ့အခုခေတ်ကအဲ့ဒီပဲတာဆူးနေတာစဉ်းစားကြည့်လေဒါနဲ့ခုတ်သက်လို့ကတစ်ချိန်တည်းမှာဘယ်နှယောက်သိတယောက်စားနှစ်ယောက်စားပါ တဏ္ဍနဲ့ပြစ်တတ်ရင်လည်းပဲဟုတ်တယ်မဟုတ်လားအမှန်ပါဗျာတလောတော့ကနေယူစီလိုက်မှဆိုတက်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 နဲ့လိုက်ပြင်တယ်မနေ့ရောက်ဖက်သေးတယ်ဆယ်ကဏ္ဍရာကဏ္ဍပါဗျာဆယ်ကဏ္ဍရာကဏ္ဍအနုပြုပုံချလိုက်ရင်ပေါင်းဝန်းနှန်းလောက်ထိပြင်နေအစွမ်းထက်တဲ့လက်နဲ့တွေသုံးမယ်သုံးရုံနဲ့မကဘူးဒီအစွမ်းထက်တဲ့လက်နဲ့တွေတိုးလောင်ထားတာက unknown cause ကြောင့်ကြောက်သွားမယ်ဆိုရင်ကဘာကြီးက exposition ဖြစ် blow ဆိုပြတ်သွားမှာပဲသိကြတယ်မှန်ပါဗျာမှန်ပါဗျာ ချက်ချင်းကြီးတည်သွားမှာပဲအကောင်လုံးမှန်ပါဗျာအစမ်းတက်တဲ့လည်းနဲ့လူသားမျိုးတွေဟာခုနှစ်ရက်အတွင်းမျိုးတုံးသလောက်ဖြစ်သွားမှန်ပါဗျာအဲ့လိုမျိုးတုံးသွားပြီးတဲ့အခါမှာဒီကဒီလိုဖြစ်တာဟုတ်မှန်ပါဗျာအဲ့တော့နှစ်ပေါင်းများစွာကြာပါလေမှန်ပါဗျာကိုယ်ရင်းနဲ့ပြောလို့မရပါဘူးကောရဝမြတ်စွာဘုရားပွင့်တော်တာတောင်မှကိုနှစ်ပေါင်း2500 2600လောက်ပဲရှိသေးတယ်။မှန်ပါဗျာ။ဆရာပွင့်သွားတာ။ဟုတ်တယ်မလား။မှန်ပါဗျာ။ ဘယ်တော့လောက်ပွင့်မလဲဆိုရင်အခုကြကြပြီးရင်လူသားမျိုးနဲ့တိုးသလောက်ဒုက္ခရောက်ပြီးတဲ့အခါအသက်တွေပြန်ရှည်ဦးမှာရှည်ပြီးအသင်ခြေတန်းရောက်မှန်ပါဗျာအသင်ခြေတန်းရောက်ပြီးတဲ့အခါမှာပြန်ပြီးအသက်ဆုပ်လာတဲ့အခါမှာ၈000တောင်းရောက်လာအဲ့ဒီကြမှာပွင့်မှန်ပါဗျာလူတွေရဲ့သက်တမ်းဟာ၈000တန်းထီအောင်သက်ရှည်လာအဲ့ဒီအချိန်မှာပွင့်တယ်မှန်ပါဗျာဖះဟာတက်ကတ်ကိုမပွင့်ဘူးတဲ့တက်တဲ့အချိန်ပိုင်းကိုမပွင့်ဘူးလူတွေရဲ့သက်တမ်းဆုပ်တဲ့အချိန်ပိုင်းမှာပွင့်တယ် တက်တဲ့အချိန်တွေကိုလူတွေကတရားသဘောပေါက်မှာမဟုတ်ဘူးမှန်ပါဗျာဆုတ်လာတဲ့အချိန်ပိုင်းမှာဒုက္ခဒုက္ခနဲ့ကြုံတဲ့အခါမှာတရားဟောလို့ရမှာဖြစ်တယ်မှန်ပါဗျာဒါကြောင့်မို့7000နဲ့တသိန်းအထက်ကြာလို့ရှိရင်လည်းဖျားပွင့်လို့မရဘူးမပွင့်ဘူးတရားအောက်ကြာရင်လည်းမပွင့်ဘူးမှန်ပါဗျာတရားအောက်ဘာလို့မပွင့်တာလဲလူတွေကခေါင်းမာသွားပြီပြောလို့နားမထောင်တော့ခဏခေတ်လူတွေတော့ဘယ်လောက်ခေါင်းမာကုန်စမ်းလားကြည့်ပါတော့မှန်ပါဗျာ လောဘဒေါသမောဟတွေကြီးလာတဲ့အခါကျလူတွေခေါင်းမသွားပြောလို့နားမဝင်တော့မှန်ပါဗျာအဲ့ဒါကြောင့်မပွဲ့ဘူးလို့အဲ့တော့နောက်ဖျားပွဲ့တာခုနတက်ကတာပြီးပြန်ဆုပ်လာတဲ့လူသက်တမ်းနှစ်ရှစ်တောင်းမှပြောမယ်လို့ဖီးပြန်နဲ့တွေ့ပြလို့လည်းမရဘူးတဲ့အားမှာနော်ဘာလို့ဆိုတက်တာအကြတာမြန်တာလည်းရှိမယ်နှေးတာလည်းရှိမယ်သူပြောလို့မရဘူးနော်တင်ပါ လက်ရှိဘုရားအလောင်းတော်ကတော့ဘယ်ဘုံမှာရှိနေနိုင်သလဲဆိုရင်ဘုရားအလောင်းတွေကတော့တုတ်တိတာဘုံမှာပဲရှိကြတယ်။နတ်ပြည်ခြောက်ထက်တွေကတုတိတာဆိုအများရန်ကျင့်တတ်နေတဲ့စိတ်ချမ်းသာကိုချမ်းသာရှိတဲ့ဘုံမျိုးပေါ့နော်။မှန်ပါဗျာ။ကျင့်တတ်နေတာအလွန်ကောင်းတယ်။အခုလူတွေကမကြည်မနတ်တွေအများကြီးဖြစ်နေတယ်ခွာ။မှန်ပါဗျာမှန်ပါဗျာ။အဲ့ဒါချမ်းသာတဲ့လူကလည်းမကြည်တတ်ဘူး။မှန်ပါဗျာ။ယာရုရှိတဲ့လူကလည်းမကြည်တတ်ဘူး။ယာရုမဲ့တဲ့လူကလည်းအလုံးကမကြည်တတ်မှုတွေများနေကြတယ်။မှန်ပါဗျာ။ ခြေနဲ့ပြီဆိုရင်လူတွေကဒုက္ခပေးမှာမဟုတ်တော့ဘူးလေမှန်ပါဗျာနောက်တစ်ခုကတော့ဖျားဟောရဲမှာပါတဲ့ကျွန်းကြီးလေးကျော်မြင်းမူတောင်ရဲ့ပုံသဏ္ဍာန်စัจ java ရာတို့ရဲ့အထိပ္ပယ်ကိုရှင်ဖျားရှင်းပြပြီးတော့မူပါမြတ်စွာဘုရားကတော့တည့်ရဲ့ဟောထားတာဘုံမတွေ့ဘူးပြိတ္တကသုံးပုံလို့ဆိုရက်ဖျားစကလုံးနဲ့ဖျားကိုယ်တိုင်ကအေးကျွန်းကြီးပဲနေရာမှာပါရှိတယ်ပဲနေရာမှာဒီလိုပုံသဏ္ဍာန်နေနဲ့ဟောတာမရှိပါဘူးမှန်ပါဗျာရှိဘူး အဲ့ဒါတွေနဲ့ဆက်နွယ်ပြီးတော့မြတ်စွာဘုရားက ရှိတယ်ဆိုတာလောက်ကိုအတိုင်းအတာတစ်ခုရှင်းပြဖို့အတွက်ဟောတာတော့ရှိတယ်ခုနဆုလနိက လောကဓာတုတုတ်ဆိုတာမနေ့ကပြောတာလို့ပေါ့နော်အဲ့လိုမျိုးတော့ဟောတာရှိတယ်ကျွန်းဆိုတာကမြေပဲမမရေပတ်လေဝိုင်းလိုက်ရှိတယ်မြေကိုကျွန်းဟုခေါ်သည်မဟုတ်လားမှန်ပါဗျာမှန်ပါဗျာအဲ့တော့ ပင်လေရှိလို့ရှိရင်ရေရေပြင်းနဲ့မြေပြင်းဟာကဘာမှာပဲအများတော့ရှည်ရများပါရှည်ရများတယ်အရေထဲမှာပေါ်ထွက်နေတဲ့အရာကိုကျွန်းခေါ်တာပဲမှန်ပါဗျာအဲ့အကြီးစားကြီးကလေးခုခဏခဏပြောမယ်ဆိုတိုက်ကြီးတိုက်ကြီးသေးတိုက်တိုက်ကြီးဩစတြေးလျားပါပိုင်းတိုက်ကြီးငားထိုင်မဟုတ်လားမှန်ပါဗျာခဏခဏပြောတာကျွန်းမြေကြီးတွေကိုပြောတာနော်မှန်ပါဗျာပြီးတော့ဒါတွေကလည်းပဲအချိန်ပိုင်းအားလျော်စွာပြောင်းလဲနေတာတွေရှိတယ်အသစ်ပေါ်လာတာလည်းရှိတယ် ပြောက်ွယ်သွားတာတွေလည်းရှိတယ်ပေါ့နော်လက်ရှိတယ်မှာဖះဟောတဲ့ထဲရလို့မဟုတ်ဘူးပါဠိစာပေအထက်ကရာတီကနောက်ပိုင်းမှာဖော်ထားတာတွေကတော့ရှိတယ်တင်ပါဗျာနော်ကျွန်းကြီးလေးကျွန်းကိုတောင်ကျွန်းမြောက်ကျွန်းလက်ကျွန်းမြတ်စွာဘုရားကတော့နာမည်လေးတွေနဲ့တော့ဟောထားတာရှိပါတယ်မှန်ပါဗျာနော်ပုပ္ပဝီတီဟာအရှိကျွန်းကိုပုပ္ပဝီတီဟာတောင်ကျွန်းကိုသဗ္ဗုတိပအနောက်ကျွန်းကိုအပရခောယာနာမြောက်ကျွန်းကို ဥတ္တရာကုရုဆိုပြီးတော့အလုံးလေးလောက်တော့ဟောတာတော့ရှိတယ်ပေါ့မှန်ပါဗျာမြို့တော်ရဲ့ပုံတရံတို့ပါတို့ကျွန်းကြီးလွန်ကျွန်းရဲ့ပုံတရံတို့ဒါမျိုးတော့ဖော်ပြီးတော့ဟောထားတာရှိဘူးမှန်ပါဗျာမှန်ပါရှိမှန်ပါဗျာစကြဝဠာတိုက်တဲ့တောင်းဆိုတာအခုလို့ကဝါမြေကြီးပေါင်းတောင်းချီရှိတဲ့ကနန်းနဲ့ဖွဲ့စည်းထားတဲ့အစုတစ်ခုကိုညီညွတ်ပြောတာပါမှန်ပါဗျာဆိုလိုတာစကြဝဠာတိုက်တဲ့တောင်းဆိုတာဖျားလောင်ဖွားတော်မူတဲ့အခါမှာတပြိုင်နဲ့မြင်းကလေးရင်တောက်တဲ့ဟာမှန်ပါဗျာ နော်ဖွားတော်မူတဲ့အခါတော့ဖះလောက်နဲ့ပတ်သက်ပြီးတော့ဖះနဲ့ပတ်သက်ပြီးတော့တပြိုင်နဲ့ဖြစ်ပြင်းကလေးလှုပ်ချင်းဆိုတာကိုဖြစ်ပေါ်စေတဲ့စကြဝဠာကိုရည်ညွှန်းပြီးတော့တိုက်တောင်းလို့ပြောတာနော်ဇာတိခိအနာခိဝိဒယခိလို့နေပယ်ကြီး၃ရက်ရှိတယ်မှန်ပါဗျာမြတ်စွာဘုရားမွေဖွားတဲ့အခါမှာတခြားဖះလောက်မွေဖွားတဲ့အခါမှာတပြိုင်နဲ့ပြင်းကလေးတုံဟီးတာကိုတိုက်တောင်းလို့ပြောတာစကြဝဠာဘုံတစ်ခုတောင်းရှိတယ် နော်နောက်မြတ်စွာဘုရားရဲ့ဒီတရားဓမ္မတွေကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်တွေရှိလို့မြတ်စွာဘုရားတရားရဲ့လက်ခံတာဒါကိုအာနာလို့ခေါ်တယ်အာနာခိတ်လို့ခေါ်တယ်မှန်ပါဆရာမြတ်စွာဘုရားရဲ့ဆုံးမကိုလက်ခံတဲ့အတိုင်းအတာတစ်ခုကစက်ကြောင်လား grade တသိန်းလို့ပြောတယ်မှန်ပါဆရာနောက်တစ်ခါဝိသယခိတ်လို့ဆိုတော့မြတ်စွာဘုရားအာယုံပြုတာကြတော့တသောင်းလည်းမကဘူးတသိန်းလည်းမကဘူးမကြီးမတက်နိုင်အောင်ဖြစ်လို့အဲ့ဒါကြတော့ အနန္တဆုံးပန်းချမရှိဘူးလို့ပြောတယ်မှန်ပါဗျာမှန်ပါစကြဝဠာအနန္တဆိုအရေဟာမှန်ပါဗျာအယုံပြုလို့ရတာအနန္တမှန်ပါဗျာမြတ်စွာဘုရားရဲ့အကြောင်းကိုသိပြီးတော့ဖရာတရားတော်ကိုလက်ခံတဲ့အရာကဘာခရစ်တသိစကြဝဠာခရစ်တသိမှန်ပါဖရာလောင်းမွေးဖွားတဲ့အခါတို့တမစကြဟောတဲ့အခါတို့ဖရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကောင်းချီးပေးတဲ့အနေနဲ့ ဥပမာအာဝတ္တခါရလွတ်တဲ့ဆိုရင်ဝမ်းနဲ့ချေ꿰တဲ့အနေနဲ့ငပြင်းကလေးတုံဟီးတာတက်တော့မှန်ပါဗျာအဲ့လိုဆိုလို့ရတယ်နော်မှန်ပါဗျာမှန်ပါဗျာတပြည့်တော်တွေစัจ java လာ တခုထက်မက ရှိနိုင်ပါလားဘာလို့လဲဆိုတော့ဒီတခုတော်မှအဆုံးစမရှိကျေပြန့်တယ်လို့ဆိုကြတာပါဗျာအကယ်၍စัจ java တွေတခုထက်မကရှိကြရင်လေအခြားစัจ java တွေမှာဖျားများပွင့်နိုင်ပါလားရှင်ဗျာအဲ့တော့စัจ java အနန္တစัจ java တိပရိဆိုတာခုခေတ်လက်ခံနေပြီ ဆင်ကြောလာဟာတခုမကရှိတယ်ဆိုတာသိပ္ပဆရာလေးလက်ခံနေကြတယ်ပေါ့နော်မှန်ပါဗျာတခြားဆက်ကြဝလာမှာကိုဖျားပွင့်နိုင်ပါသလားဆိုတဲ့အယူဆကြတော့ပါဠိစာပေအယူဆပြောမယ်ဆိုရင်တခြားဆက်ကြဝလာမှာဖျားပွင့်တယ်လို့မဆိုဘူးဒီဆက်ကြဝလာတခုပဲဖျားပွင့်တယ်မှန်ပါဗျာဘာကြောင့်ပွင့်တော့ဆိုလို့ရှိရင်တော့ဒါဟာ ဘဟုအချက်ချာဆိုတော့လောကမှာရှိကောင်းရှိနေပဲအကြောင်းတစ်ခုတော့ရှိနေပဲဖះပွင့်နေဆိုရင်ဖွင့်နေအကြောင်းတစ်ခုရှိတယ်အဲဒါကြောင့်မို့တခြားဆက်ကြောင်လာမှာဖះပွင့်နေဆိုတာမရှိဘူးဒီဆက်ကြောင်လာမှာပဲပွင့်နေလို့ပဲမှတ်ရမှာပဲဒါတင်ပါဗျာတချို့ကိစ္စတွေကယုံကြည်ခြင်းနဲ့ပဲလက်ခံရတာရှိတယ်မှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာနောက်မိကုန်းတစ်ခုကယဟန်းများဟာသူတို့ရဲ့အလူရခံငွေကိုကိုကျိုးအတွက်သုံးဆွဲခွင့်ရှိပါသလားဥမာအဖြစ်တပိတ်ဝယ်တာတို့တင်ငန်းဝယ်တာတို့ အတွက်သုံးဆက်ခွင့်ရှိပါသလားတိလရှင်များရောဘာကြောင့်စွန်းခံမကြွတာလဲတိလရှင်များဘာကြောင့်လူများကိုတရားမဟုတ်တာပါလဲရှင်ပြအမေကောင်ကတော့အကောင်လုံးမမှန်ကန်မှုတော့လက်ရှိအမြင်ကိုကြည့်ပြီးတော့မေးတာဖြစ်နေတယ်နော်ရဟန်းများဟာအလူခံအလူရအလူခံရငွေကို ကိုချိုးအတွက်သုံးမှာပဲရှိတယ်ဆိုတော့ဒီငွေနဲ့ပတ်သက်လို့ကတော့ ရှမ်းနေရဝီနီစီကန်နဲ့ပြောမှဆိုရင်ငွေကိုတိုက်ရအလှခံခွင့်မရှိဘူး။မှန်ပါဗျာ။ငွေကိုတိုက်ရအလှခံခွင့်မရှိတော့ဒီငွေက ဖြစ်ပေါ်လာတဲ့အလိုရှိရပစ္စည်းလေးပါလို့ဆိုတော့ခေါင်းစည်းနဲ့အလှခံလို့ရတယ်။မှန်ပါဗျာ။ဒီဘက်ဆိုင်ကိုရန်ဒီဘုန်းကြီးကလှူပါတယ်ဆိုရင်ဘုန်းကြီးကလက်ခံခွင့်မရှိဘူး။ဥပဒေအရပြောတာနော်။မှန်ပါဗျာ။လက်ခံတာလက်မခံတာဒါမဆိုင်ဘူး။မှန်ပါဗျာ။နိုင်ငံတကာမှာလည်းပဲဥပဒေတော့ရှိတယ်မလိုက်နာတာတွေကအများကြီးပဲရှိတယ်လေမှန်ပါဗျာ အဲ့တော့ယဟန်ဆိုလို့ရှိရင်ငွေကိုတိုက်ရလက်ခံငွေမရှိဘူးခုနကလိုရှင်ပြားအလူရှိတဲ့စာအုပ်သုံးမပါပဲဖြစ်ဖြစ်အသုံးကြဖို့ဒီဒီငွေကြေးရဖြစ်ပေါ်လာတဲ့ပစ္စည်းကိုလှူပါတယ်ဆိုလို့ရှိရင်ဒါယဟန်ကလက်ခံငွေရှိတယ်မှန်ပါဗျာလက်ခံငွေရှိတယ်လို့သူ့ကိုလှူထားတာဖြစ်သောကြောင့်သူကိုကျိုးအတွက်သုံးတောင်ငွေရှိတယ်မှန်ပါသူသူလိုရှိရတဲ့အရာတစ်ခုကိုသုံးပြုခွင့်ရှိတယ်မှန်ပါဗျာနော်ကိုယ်ပိုင်ပစ္စည်းဖြစ်သွားလို့သုံးခွင့်ရှိပါတယ်မှန်ပါဗျာ တိလရှင်များကဘာကြောင့်ဆွမ်းဟင်းထမင်းမခံရတာလဲဒါ tradition နဲ့ဆိုင်တယ်မှန်ပါဗျာတိလရှင်ဆိုတာကဘိက္ခုနီတွေကွယ်ပြောက်သွားတဲ့အခါမှာအမျိုးသမီးတွေကဒီသာသနာ့ဘောင်ဝင်ညင်တဲ့အခါမှာတိလရှင်ဘုရားတိလရှင်ဖြစ်တယ်ဆိုတာဘာမှသိမကြသေးဘူးပမပြေမှာမှန်ပါဗျာဘုန်းဘုန်းတို့ငယ်တော်ကတောင်းပါပဲတိလရှင်ကိုတွေ့ခြင်းမင်းကုန်းတို့စကိုင်းတို့မှာပဲရှိတယ်မှန်ပါဗျာနော်ပြီးတော့နိဗ္ဗိဏပြိနိဗ္ဗိဏတော်ရအဲ့မှာပဲရှိတယ် ်ပါဗျာ။ကျန်တဲ့နေရာမှာတိလာရှိမရှိဘူး။မှန်ပါဗျာ။အခုခေတ်မှာပုံများလာတာ။မှန်ပါဗျာ။အဲ့တော့တိလာရှင်ဆိုတာရှေးခေတ်ကသတင်းသုံးလို့လည်းခေါ်လာတယ်။သတင်းသီးလို့လည်းခေါ်တယ်။ဝါဟာရတွေပြောင်းလာတယ်။မှန်ပါဗျာ။အထူးသဖြင့်တော့အမရပူရခေတ်တူမန္တလေးခေတ်တူလောက်မှတိလာရှင်ကပို့ပြီးတော့ထင်းထင်းရှားရှားဖြစ်လာတာ။မှန်ပါဗျာ။အဲ့တော့တိလာရှင်ဆိုတာ၈ပါးတိလာသုံးဖို့၁၀ပါးတိလာထင်းထင်းရှားရှားကြတယ်။မှန်ပါဗျာ။ ထဲထဲရှောက်ရှောက်တဲ့အခါမှာဥပုပ်တယ်လို့ပဲသူတို့ဥပုပ်ဆရာမှာဥပုပ်ဆောင်ပြီးတော့ကိုယ်တိုင်ချက်ပြုတ်စားကြတာဖြစ်တယ်။မှန်ပါဗျာ။ဟိုဘိက္ခုနီတွေဒါဆွန်းကိုယ်တိုင်ချက်ပြုတ်စားခွင့်မရှိလို့ဆွန့်ခံကြတာ။တိရရှင်ကတော့ဝိုးကလေးကသူတို့ဟာဥပုပ်တယ်သဘောမျိုးဆိုတော့ဆိုင်ဟင်တမင်းဆွန့်ခံစားရတယ်ဆိုရင်အလေးထားဘာမှပြင်မှာမရှိဘူး။တခြားနိုင်ငံမှာလည်းမရှိသလောက်ပါပဲ။ဘုရားရှင်လက်ထက်မှာကြာသူတို့ဘယ်လိုစားပါ့။ဘုရားတိရရှင်မရှိဘူးဘုရားလက်ထက်က။ တင်ပါဗျာအမျိုးသမီးဘိက္ခုနီပဲရှိတယ်တင်ပါဗျာအဲ့ဘိက္ခုနီတွေကဒီဈိကန်းနဲ့မဟုတ်ဘူးတင်ပါဘုရားဓမ္မတင်ကြတဲ့ဈိကန်းနေရှိတယ်တင်ပါဗျာသူကဒီသီလရှင်ဟာကိုက၈ပါးသီလပဲများတယ်နိတင်ပါဗျာ၈ပါး၁၀ပါးဒါပဲရှိတယ်အဲ့တော့ပုံစံချင်းမတူပုံစံချင်းမတူတော့မြတ်စွာဘုရားကသီလရှင်တွေပေါ်မှာဘာဥပဒေမှပြည့်ညတ်ခဲ့တာမရှိဘိက္ခုနီသာပြည့်ညတ်တာကိုသူကဘိက္ခုနီကွယ်ပြောက်သွားမှနောက်မှပေါ်လာတဲ့အဖွဲ့အစည်းတစ်ခုကို မှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာတိရရှင်များကဘာကြောင့်လူများကိုတရားမဟောရတာပါလဲဟောပါတယ်မဟောရဘူးလို့တားမြစ်ထားရလည်းမရှိပါဘူးမှန်ပါဗျာနော်မှန်ပါဗျာနာကျင်တဲ့လူရှိရင်ဟောမှာပေါ့ဟောတဲ့နေရာတွေလည်းဟောနေပါတယ်မှန်ပါဒါပေမဲ့လို့ဒီသူတို့ကိုဘုန်းကြီးတွေတို့များများစားစားတရားဝတ်ပင့်တာတော့မရှိဘူးပေါ့နော်မှန်ပါဗျာမှန်ပါဗျာမရှိတော့ဒီဒါကတော့ tradition နဲ့လူတွေရဲ့အလေးထားနေပဲသက်ဆိုင်ပါတယ် မှန်ပါဗျာခုခေတ်တောင်မှပဲကြည့်ရတာအမျိုးသမီးတမတာဖြစ်တဲ့ဟာနဲတယ်မဟုတ်လားတမပါဗျာမှန်ပါဘုန်းကြီးချုပ်လည်းအမျိုးသမီးကနဲသေးတယ်နဲပါဗျာမှန်ပါဒါအဲ့ဒါမျိုးလိုပဲပေါ့ဒါရှင်းရှင်းလေးစဉ်းစားဖို့ရပါတယ်မှန်ပါဗျာမှန်ပါဒါပိတ်ပင်ထားတာမဟုတ်ပါဘူးမှန်ပါဗျာရသဗျာလည်းမဟောရဘူးလို့မဟောပါတယ်မှန်ပါဗျာတရားရှင်တွေလည်းဟောတယ်မှန်ပါဗျာသူတို့စီမှာရောက်လာရင်သူတို့ဟောကြတာပဲ